ွားသေးရပါမယ်ဒီခင်းရလေးအရန်စားကောက်နေကျမတို့အိမ်မှာအရန်ကြိုက်တယ်ငပြင်းမောက်ဒီတစ်ခါလဲငပြင်းမလေးရတယ်ဘေးနာကယိုးအယိုးရဲ့စူးတောင်မျိုးပါအကုန်ထုတ်ခိုင်းလိုက်တယ်ပေါ့နော်ထုတ်ခိုင်းပြီးတော့အဲ့ဒါလေးချိုးမှုစားစနေနေရတယ်နေပြီးကျမရေခဲတက်တာမှာနှက်ထားနည်းနည်းတော့ငါခဲသွားတယ်ပေါ့နော် ကျက်သွန်အဖြူအနီးချင်းဒီတစ်ခါဂျင်းလေးကိုပို့ထည့်တယ်ပေါ့နော်ပို့ထည့်ပြီးကျမစီးတက်တယ်စီးတက်ပြီးခုနကဒီငပြင်းမလေးတွေကိုကျမတစ်ခါလဲထည့်ပြီးတော့ကျမကစီးတက်မယ်ပေါ့နော်ရေလုံးဝမထည့်သေးပါဘူးငါကနည်းနည်းလေးခဲဝါဖြစ်တော့တောက်နေပြီးကျမနည်းနည်းအိုးနေမှာပြပြပမြောင်မဖြစ်ဘူးပေါ့နော်မှုရတာပြီးရင်ငံပြာရည်လေးထည့်မယ်ထည့်ပြီးရင်ကျမအရသာမဟုတ်တစ်ခါလဲထည့်မယ်ထည့်ပြီးွားပြီးနည်းနည်းလေးနေတော့မှကျမငါအကူနေထားတဲ့အရေးကြံလေးကိုပဲကျမ ကျင်းပြီးထည့်လိုက်တယ်။ထည့်ပြီးွားလို့ရှိရင်ကျမမဆလာလေးကိုဖြူးမယ်ပေါ့နော်။ပြီးရင်မကြီးသီးနှစ်ကလေးကိုထည့်မယ်။တကယ်တော့မဆလာအောင်နောက်ဆုံးမှဖြူးလဲရတယ်။ကျမလောပြီးတော့အရင်ဖြူးလိုက်တာပါ။ပြီးသွားလို့ရှိရင်ကိုကကြိုက်နှစ်တက်တယ်။ငါးလေးတွေစီပြန်လာပြီဆိုရင်နနန်ပင်ကြိုက်နနန်ပင်ထဲရှမ်းနနန်ကြိုက်ရှမ်းနနန်ထဲအဓိကနနန်ပင်နဲ့ပို့လိုက်တယ်ပေါ့နော်။နနန်ပင်လေးအုပ်လိုက်အရန်စားကောင်းတယ်။လုံးဝငပြင်းမဟင်းလေးရပြီ။ဒီဟင်းကထိုင်းလို့ပါလို့မှတော့စားလို့ရပေမဲ့တကယ်ဒီနိုင်ငံခြားအရန်အဝေးရောက်နေတဲ့ဂျပန်တို့တခြားနိုင်ငံတွေရောက်နေတဲ့လူတွေအတွက်ကြတော့လွမ်းစရာဟင်းတစ်ခုပေါ့နော်။အရန်လဲမြိန်နဲ့အရန်လဲစားကောင်းတယ်။ မတို့ကတော့ဒီဟင်းဆိုရင်ကျမအိမ်ကကျမညမကျမအမေကျမမအကုန်ကြိုက်ကြတယ်ပေါ့နော်ဟင်းချက်နီးလေးကိုဝင်မြပေးထားတဲ့